မင်္ဂလာပါရှင်။မိုတော့ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ20ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတော့ချန်နယ်ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့တိတုံညာနေ့ကိုစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းပိုင်းနဲ့နေမြင်းနဲ့အကျိုးစီးပွားပြဿနာတွေကြောင့်မဟာမိတ်နဲ့နိုင်ငံအဖွဲ့တွေနဲ့အငင်းပွားခဲ့တဲ့ တအောင်အကျန်းဖက်လက်နက်ကင်အဖွဲ TNL ဟာလက်ရှိအချိန်မှာလေရှမ်းလက်နက်ကင်အဖွဲ SSPB အဖွဲနဲ့အငင်းပွားလျက်ရှိနေပါတယ် TNL အဖွဲနဲ့ SSPB အဖွဲတွေဟာဝါလက်နက်ကင်အဖွဲ UWSC အဖွဲကအိုးဆောင်အဖွဲစီထားတယ်ပြည်အောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC မှာမဟာမိတ်လက်နက်ကင်အဖွဲတွေအဖြစ်ပူးပေါင်းပါဝင်နေပါတယ် TNL အဖွဲနဲ့ SSPB အဖွဲတွေဟာမဟာမိတ်လက်နက်ကင်အဖွဲစီတွေဖြစ်ခဲ့ပေမဲ့ တဲတုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းမှာ ပိုင်နေနယ်မြေအငင်းပွားမှုတွေကြောင့်အပြက်အလံပြစ်ခဲ့တိုက်ခိုက်မှုတွေရှိခဲ့ပြီးလူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ TNL အဖွဲ့နဲ့ရှမ်းလန်းနယ်ကိုင်အဖွဲ့ SSPP တို့ဟာ2025ခုနှစ်အတွင်းမှာပိုင်နေနယ်မြေအငင်းပွားမှုတွေကြောင့်ထိတိုက်တွေးဆမှုတွေမကြာခဏဖြစ်ပွားခဲ့ပြီးလက်ရှိချိန်မှာတော့ TNL အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးရဲ့စကားတွေကြောင့် အငင်းပွားမှုတွေထပ်မံဖြစ်လာခဲ့တာဖြစ်ပါတယ်။မြန်မာတံမတော်နဲ့တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNL တို့အကြားဖြစ်ပွားခဲ့တဲ့ကြောင်မဲတီဘောတိုက်ပွဲတွေမှာ TNL လက်နက်ကိုင်အဖွဲ့အရေးနိုင်ရမှုနဲ့ကြောင်မဲတီဘောမျိုးတို့ကိုလက်လွတ်ဆုံးရှုံးရှားမှုဟာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကတံမတော်ကိုကူညီပေးမှုနဲ့လမ်းကြောင်းဖွင့်ပေးမှုတွေကြောင့်ဖြစ်တယ်လို့ TNL အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူရွေးရည်ဦးကမီဒီယာအင်တာဗျူးတွေမှာ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ကဆွဆွဲဖြေကြားခဲ့တယ်လို့သိရပါတယ်။ TNL အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ရှန်လနဲ့ကိုင်းအဖွဲ့ SSPP ဘက်ကမကြေမနက်ဖြစ်နေကပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့မှာ တုံ့ပြန်မှုတွေလှုံ့ဆော်ခဲ့ပြီး TNL အဖွဲ့ကိုတာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုထားတယ်လို့သိရပါတယ်။ SSPP အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေထဲမှာ TNL အဖွဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ အခြေအမြင့်မရှိဆွဆွဲပြောကြားမှုဟာ SSPB SSA အဖွဲ့အပေါ်လူတို့နဲ့ဒေါ်လာရင်းအင်အားစုတွေကြားမှာထင်ရောက်ထင်မှားဖြစ်စေတဲ့အပြင်ရှမ်းပြည်တိုးတရေးပါတီရှမ်းပြည်တက်မတော်ကို နိုင်ငံရေးအရာထိုးနှက်လိုမှု လူတို့တွေအကြားစီယုံရေးကြဆင်းစေလိုတဲ့ရှိဝဲချက်နဲ့ကျမနိုင်ကြည်မီရှို့ဆိုတဲ့ရန်လိုမှုအတုံးတုံးတွေနဲ့ပြောသွားတာကိုတွေ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီအခြေမြင့်မရှိ ပြောကြားမှုတွေအတွက် အပြင်းထန်ကန့်ကွက်ရှုံချပြီးနောက်နောက်အလားတူလှုပ်ကြံတဲ့တင်ပြန့်လွင့်မှုမရှိစေဖို့အတွက်ထိမ့်သိမ့်ကြမဲ့သွားဖို့လိုအပ်တယ်လို့လည်း SSPB အဖွဲ့ကထပ်မံဖော်ပြထားပါတယ်။ဒါအပြင်နောက်ချိုကြောင့်ပဲဒီပေါ်တိုက်ဝရီအကြမှာ SSPB အဖွဲ့ကဘယ်ဘက်မှဝင်ရောက်ဆက်ဖက်ခြင်းမရှိပဲစစ်တမ်းခံရတဲ့စစ်ပေးဆောင်လူတူတွေကိုစ조사ကူညီတဲ့လူတူကယ်ဆယ်မှုလုပ်ငန်းတွေကိုသာလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကိုဒေသခံလူတူတွေအသိပဲဖြစ်တယ်လို့ SSPB အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။တချိန်တည်းမှာပဲနှစ်ဘက်သောမြန်မာတပ်မတော်နဲ့ TNL စစ်ကြောင်းတွေဟာ SSPB SSA အဖွဲ့ရဲ့ထိန်းချုပ်နယ်မြေအတွင်းတိုက်ပွဲတွေပေါ်ဆောင်ကလူထုအသက်အိုးအိမ်စီးစိမ်တွေကိုဆူရောစွာထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တယ်လို့လည်း SSPB အဖွဲ့ကထည့်သွင်းဖော်ပြထားပါတယ်။ဒီအတွက်ကြောင့်မဟုတ်မမဲ့တည်င်းဖြန့်လွှင့်မှုတွေအတွက် TNL အဖွဲ့ဘက်ကတာဝန်ယူဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့ လူမှုအသက်အိုအိမ်စည်းစိမ်ပိုင်ဆိုင်မှုထိခိုက်ပျက်စီးဆုံးရှုံးရှားမှုတွေအတွေ့နှစ်ဖက်သောသက်ဆိုင်ရာအဖွဲ့အစည်းတွေကတာဝန်တည်တည်နဲ့တာဝန်ယူဖြေရှင်းပေးရမယ်လို့ဒေသခံလူထုတွေကိုစား SSPB SSA အဖွဲ့ကလေးနဲ့တီကြီးစွာတိုက်တွန်းအသိပေးထုတ်ပြန်အပ်ပါတယ်လို့ SSPB SSA အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အော်တိုဘာလ18ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ရှမ်းလန်းနဲ့ကိုင် SSPB အဖွဲ့ရဲ့တရင်ထုတ်ပြန်မှုဟာ တအောင်အကျန်းဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ SSPP အဖွဲ့ကြားဆက်ဆံရေးအခြေအနေတွေကိုပုံမဆိုးရလာပွဲရှိနေပါတယ်။ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာတမတော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်းမျိုးရီပြန်လည်လက်လွတ်ဆုံးရှုံးနေရမှုအပေါ်ရှုံးမဲမဲနေရလဲဖြစ်ပါတယ်။ TNL အဖွဲ့ဟာတမတော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကြောင်း၎င်းတို့နေရာတွေကိုတစ်ခုပြီးတစ်ခုလက်လွတ်ရကြချိန်မှာ စီရေးပြမှတ်မဟုတ်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးခဲ့တဲ့တနက်ကန်အဖွဲ့စီတဲ့ဖြစ်ပါတယ်။တမရစစ်ကြောင်းတွေရဲ့အထူးစစ်အဟုန်ကြောင့် TNL လေးဟာ နောက်ချိုကြောက်မဲတီဘောမျိုးတွေကိုလက်လွတ်ရာချိန်မှာစီရေးပြမှတ်မှမဟုတ်တဲ့လူအများအုံပြုနေတဲ့တံတားတွေကို မိုင်းထောင်ဖျက်ဆီးခြင်းစေယုံအပါအဝင်ဌာနဆိုင်ရာအဆောက်အဦတွေရုံးတွေကိုမိချိုဖျက်ဆီးခြင်းတွေလှုံ့ဆော်ခဲ့ပါတယ်။ TNL အဖွဲ့ဟာတီဘောမျိုးက ဆုတ်ခွာရချိန်မှာလဲ တီဘောမြို့အတွင်ရှိဘန်တွေကိုဝင်ရောက်ဖောက်ထွင်းပြီးတံမိုးကြီးပစ္စည်းတွေနဲ့ငွေသားတွေကို အလုံးစုံယူဆောင်ခဲ့ပါတယ်။ကိုခိုင်စောကပလောင်အကျန်းဖက်တောင်ကျန်းသူတွေဟာအေယာဝတီဘဏ် CB ဘဏ်နဲ့ကမ္ဘောဇာဘဏ်တွေရဲ့ ATM ဆက်တွေနဲ့ငွေတိုက်ခန်းတွေကို ဖောက်ထွင်းဝင်ရောက်ပြီးတံမိုးကြီးပစ္စည်းတွေနဲ့ငွေသားတွေကို အလုံးစုံကိုယူဆောင်သွားခဲ့ကြတယ်။စိတ်မကောင်းစရာတစ်ခုကတော့ CB ဘဏ်မှာတွေ့ရှိရတဲ့ဖြစ်ရပ်လေးပါ။ဘာလဲဆိုတော့ CB ဘဏ်မှာနှစ်နဲ့ချီပြီး စကန်းကြနေထိုင်ခဲ့တဲ့ပလောင်တပုံနေရဖရားကန်းထဲမှာဖရားပန်းနေ၆သွင်းနေရဲ့အပြင်ဖရားပန်းအိုးတဲကရှိပြီဖရားတောက်တော်ရေခွက်တဲကရှိပြီခန်းကျောင်းနေရကိုစိတ်မချမ်းမြေ့ဝဲရမြင်တွေ့ခဲ့ရပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်တရနယ်လီအကျန်းဖက်လက်နက်ကိုင်အဖွဲ့လောက်ရက်တွေဟာရုံမှာရိုင်းဆိုင်တော့ပြီးဒေသခံပြည်သူအလုံးကိုအကျိုးစီးပွားပြည့်စည်အောင်ရည်ရွယ်လုံးဆောင်ခဲ့ရလေဖြစ်ပါတယ် TNL အကြံဖက်လက်နက်ကင်အဖွဲ့ဟာတီဘောမျိုးကစုပ်ခွာရခြင်းမှာမြို့အတွင်းရှိရုံတွေဌာနတွေကိုမီးရှို့ဖျက်ဆီးခြင်း၊ဗန်တွေတဲကနေတံပိုးကြီးပစ္စည်းတွေကိုလွတ်ယူဖောက်ထွင်းယူဆောင်ခြင်းတွေအပြင်စတင်ကြောင်းတွေမှာလည်းမြေမြုပ်မိုင်းထောင်တာလုံဆောင်ခဲ့ပြီးတော့တီဘောမျိုးရှိစံဖိတ်အခြေခံပညာမူလတန်းကျောင်းမှာမြေမြုပ်မိုင်းထောင်ခဲ့တယ်လို့သိရပါတယ်။ကိုခိုင်စောကနောက်ထပ်စိတ်မချမ်းမြေ့စရာတစ်ခုကတော့တီဘောမျိုးအဝင်ကမူလတန်းကျောင်းလေးတစ်ခုအတွင်းမှာ ရန်သူဟာမိုင်းတွေထောင်ထားခဲ့ပါတယ်။နှစ်ဖက်စစ်ဖြစ်နေတဲ့အချိန်မှာဗာအယူအစဗာလူလားချက်တွေကြောင့်ပဲဖြစ်နေကြပါစေ။အခုလိုခလေးတငယ်တွေရဲ့စာတင်ကြောင်းတို့နေရာတွေကိုတော့မိုင်းထောင်ထားတာမျိုးတွေမလုပ်သင့်ပါဘူး။အတော်ရုံမှာပတ်ဆက်ပြီးအောက်တန်းကြတဲ့ပညာမဲ့သူတွေရဲ့လုံရက်ပါ။ဒီမူလာတန်းကြောင်းလေးမှာကျောင်းတက်နေတဲ့ခလေးအများစုဟာပလောင်လူမျိုးလေးပြီဆိုရင်သူတို့ဒီလိုလုံမြင်မထင်ပါဘူး။လက်ရှိအနေထားမှာတော့တမရော်ကအဲ့ဒီမိုင်းတွေကိုရှင်းလင်းထားလိုက်နိုင်ပါပြီဆိုပြီးတော့ ၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။စာတင်ကြောင်းမှာမြေမြုပ်မိုင်းထောင်နဲ့ TNL အကြံဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့လုပ်ရက်တွေဟာနိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်တွေကိုပြောင်းကြကြကျူးလွန်လိုက်ခြင်းလည်းဖြစ်ပါတယ်။နိုင်ငံတကာစည်းကမ်းဥပဒေတွေထဲမှာစာတင်ကြောင်းတွေမှာမြေမြုပ်မိုင်းထောင်ခြင်းတွေမလုပ်ဖို့ပိတ်ပင်တားမြစ်ထားပေမဲ့ TNL အဖွဲ့ကစာတင်ကြောင်းတွေမှာမိုင်းထောင်ခြင်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်ခဲ့တဲ့အတွင်နိုင်ငံတကာစည်းကမ်းဥပဒေတွေကိုချိုးဖောက်ခဲ့ရလည်းဖြစ်ပါတယ်။ တရနယ်လီအဖွဲ့ဟာလက်ရှိအချိန်မှာတရုတ်နိုင်ငံရဲ့နိုင်ငံရေးဖိအားတွေအပြင်တမရော့စစ်ကြောင်းတွေရဲ့စီးရေးဖိအားရင်းဆိုင်နေရချိန်မှာကုညီပေးမဲ့မဟာမိတ်အဖွဲ့စည်းနေပါလာခြင်းအပါအဝင်ဖိအားမျိုးစုံကိုရှင်းဆိုင်နေရတဲ့အတွက်၎င်းတို့ယာယီထိန်းချုပ်ထားတဲ့မြို့တွေကိုတမျိုးပြီးတမျိုးထပ်မံလက်လွှဲရှာဖွေရှိနေပါတယ်။ပြည်သက်ကြီးရဲ့တရနယ်လီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့လုပ်ရက်တွေကိုဒေသခံပြည်သူတွေကလူလားနှစ်သက်မှုမရှိရဲ့ စန္ဒာပြမောင်းထုံးနေမှုရုပ်တံကိုလည်းထပ်မံပြီးတော့ဖော်ပြပေးလိုက်ပါရရှင်